ကဲအခုကျမတို့အသားရည်တွေချောမွေ့ဖို့အတွက်အသားရည်တွေချောမွေ့ဖို့အတွက်နူးညံ့ဖို့အတွက်ကြည်လင်ဖို့အတွက်အိမ်သုံးပစ္စည်းလေးတွေနဲ့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေရှာရလွယ်ကူတဲ့ပစ္စည်းလေးတွေနဲ့လုပ်ကြပါမယ် မိမိတို့အနီးအနားမှာပဲရှာရလွယ်ကူတဲ့ပစ္စည်းလေးတွေနဲ့အလွယ်တကူလှုပ်ပြီးတော့မှသုံးဆွဲကြပါမယ်။အဲ့လိုသုံးဆွဲခြင်းအပြင်အသားအရည်ကိုနူးညံ့စေတဲ့အပြင်ပတ်စံငွေကြီးကုန်ကြတက်သားစေပါတယ်။ကီမီကယ်တွေလုံးဝမပါဘဲနဲ့ကို့ဟာကိုအိမ်မှာရှိတဲ့စားလို့တောက်လို့ရတဲ့ပစ္စည်းတွေပါဇက်ထဲကိုထည့်လို့ရတဲ့ပစ္စည်းတွေနဲ့ကြီးပဲလှုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဟာရအရန်ပေးတဲ့ skin food လို့ခေါ်တဲ့အသားအရည်မှာလိုအပ်တဲ့ nutrition တွေကိုသူကအများကြီးဖြည့်ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့် င်မလို့ကျမကဒီဟာလေးကိုလူတိုင်းကိုလှုပ်ပြီးတော့သုံးစီခြင်းပါတယ်ဘာတွေပါမလဲဆိုတာရိုးရိုးရှင်းရှင်းလေးပါပဲเนาะဒိန်ချင်ပါမယ်ဒိန်ချင်ကဒီတစိမ့်မဟုတ်လေရပါတယ်ကျမကနီးစက်ရလောက်တာပါကျမနားမှာရှာလို့လွယ်တဲ့ဟာနဲ့ကျမလောက်တာပါဒိန်ချင်လေးပါပါမယ်ဒိန်ချင်လေးပါပါမယ်ဒိန်ချင်ကဘလိုမျိုးစားပဲဖြစ်ထဲလို့ရပါတယ်နောက်ပြီးတော့ကွေကာအုတ်အမုံပါပါမယ်ကွေကာအုတ်အမုံအုတ်အုတ်အမုံပေါ့เนาะအုတ်အမုံဆိုတာဒီလိုမျိုးတစိမ့်နဲ့ ဒီလိုမျိုးဒီဇိုင်းနဲ့ oats အမုံပါပါမယ်ဒီလိုမျိုးလေးပါဒီ oats ကိုကျမက blender နဲ့ကြိတ်ထားတာပါဒီ blender လေးနဲ့ကြိတ်ထားတာပါအဲ့ဒါကိုကြိတ်ပြီးတော့မှစကားချထားတာပါဒီ blender လေးနဲ့ကြိတ်ပြီးတော့စကားချထားတာပါအဲ့တော့ဒီဟာလေးကဒီဟာလေးကသူ့ကိုကြိတ်ရပါမယ်အမှုန်ဖြစ်အောင်ကြိတ်ရပါမယ်ကြိတ်ပြီးတော့မှစကားချထားတာပါ တကဒီလိုစကားချလိုက်တဲ့အခါကျတော့ဒီလိုနူးညံ့တဲ့အုပ်အမုံလေးရပါမယ်ကဲအုပ်လေးကဒီလိုမျိုးစားအုပ်လေးသုံးပါမယ်ဒီအုပ်လေးကိုသုံးပါမယ်ဒီအုပ်လေးကဒီအုပ်လေးကဒီလိုမျိုးလေးပါဒီလိုမျိုးလေးပါနော်အမုံတိတ်တဲ့ grander ထဲမှာထည့်ပြီးကြိတ်ပါတယ်ကြိတ်ပြီးတော့ဒီစကားနဲ့စစ်ပါတယ်စစ်ပြီးတော့ ဒီလိုအမှုံလေးရပါတယ်ဒါကတော့နုညံ့နေပေါ့နော်ဒီအမှုံလေးကနုညံ့နုညံ့ဖို့အတွက်ကျမလုပ်တာပါတကယ်လို့မစစ်ဘူးဆိုလို့ရှင်လည်းရပါတယ်အမှုံဖြစ်အောင်တော့လုပ်ရတယ်ပေါ့နော်ဒါမျိုးကိုသုံးရပါတယ်နော်အဲ့တော့ဒီလိုမျိုး fine ဖြစ်သွားတဲ့အမှုံလေးတွေရပါတယ်ဒီအမှုံလေးနဲ့လုပ်မယ်နော် အဲ့တော့ဒီသဘာဝပစ္စည်းလေးတွေတုံးထားတဲ့ဟာကို treatment မျက်နှာကို treatment လည်းလုပ်ပေးတယ် conditioning လို့ခေါ်တဲ့အသားအရေကိုနူးညံ့မှုလည်းလုပ်ပေးတယ်အာ face mask လို့ခေါ်တဲ့အာ face mask လို့လည်းခေါ်တယ်ပေါ့နော်မျက်နှာပေါင်းတင်ဆေးလို့လည်းခေါ်တယ်အဲ့ဒါလေးကိုလုပ်ကြမယ်နော်အဲ့လေးလုပ်ပြီးတော့မှတုံးကြပါမယ်ရှင်ဒါလေးကကျမအမြဲတမ်းလုပ်သုံးတယ်ကျမအမြဲတမ်းလုပ်သုံးပါတယ်ဒါလေးကိုအဲ့တော့ ဒိန်ဂျင်လေးကိုဒဇွန်ထည့်ပါမယ်ဒိန်ဂျင်လေးဒဇွန်ထည့်ပါမယ်ဒိန်ဂျင်လေးအလုံးလေးနှစ်စွန်းထည့်ပါမယ်ကွေကအုပ်လေးကိုကွေကအုပ်အမှုံလေးကိုဒါကတော့ recipe ရလို့မရှိဘူးเนาะကိုကကိုကြိုက်သလောက်ထည့်လို့ရတယ်ပြပြလိုချင်လားကျဲကျဲလိုချင်လားကိုကကိုကြိုက်သလောက်ထည့်သုံးလို့ရပါတယ်ကွေကအုပ်လေးကိုဒဇွန်မဲ့ကွေကအုပ်လေးကိုလည်း ကြိုက်တယ်လို့ထည့်လို့ရပါတယ်ပြီးတော့အာဗိုကာဒိုဝိုင်းလေးသုံးထားပါတယ်အဲ့ဒါလေးကိုနည်းနည်းလေးထည့်ပါမယ်လောက်လေးပဲထည့်ပါမယ်နောက်ပြားရည်ပြားရည်စစ်စစ်ဖြစ်ဖို့လိုအပ်ပါတယ်ပြားရည်လေးနည်းနည်းထည့်ပါမယ် နောက်ပြီးတော့ vitamin E ထည့်ပါမယ်ဒါလေးက pure vitamin E ပါ vitamin E ကဒါမျိုးဘူးမရှိလို့ရှင်လဲကျမတို့အလုံးလေးနဲ့အလုံးလေးနဲ့ဟာလဲထည့်လို့ရပါတယ်အလုံးလေးနဲ့ vitamin E လဲထည့်လို့ရပါတယ်နည်းနည်းများသွားနော် face mask လေးရပါပြီ။ဓာရည်အတွက်အဟာရပြည့်ဝသော face mask လေးရပါပြီ။အဲ့ဒါလေးอ่ะပြစ်ပြစ်ကလေးเนาะကြဲကြဲလေးလိမ့်မလားပြစ်ပြစ်ကလေးလိမ့်မလားဆိုတာကကိုယ့်အကိုစိတ်ကြိုက်ဖန်တီးလို့ရပါတယ်ဒီဟာလေးကိုကြဲကျင်လို့ရှင်ရေလေးရေထည့်မယ်เนาะရေဆိုလို့ရှင်ရေတန့်လေးထည့်ပါမယ်တောက်ရေတန့်ကလေးထည့်ပါမယ် ရေမထည့်ခြင်းလဲနွားနို့ထည့်လို့ရတယ်เนาะကျွန်မနွားနို့ထည့်ပြပါမယ်။နည်းနည်းလေးကျဲခြင်းရင်နွားနို့ထည့်ပါ။နွားနို့မထည့်ဘဲရေထည့်လဲရပါတယ်။အခုကျွန်မနွားနို့ရှိလို့နွားနို့လေးထည့်ပါမယ်။ skin food တွေဆိုအားရှိမဲ့ဟာတွေအကုန်လုံးထည့်မယ်နော်။နွားနို့ထည့်ထားပါတယ်။ရေထည့်လဲရပါတယ်။ ခဲ့ရပါပြီ။ဒါလေးကိုအသားရေပေါ်မှာလိမ့်ကြည့်ပါမယ်။ဒီထဲမှာ preservative မပါပါဘူး။သဘာဝပစ္စည်းတွေနဲ့ကြည့်ပဲလုပ်ထားတဲ့အတွက်ကြောင့်မို့လို့သူကတားရှင်းမခံပါဘူးနော်။ရေခဲတစ်တာထဲမှာထည့်ထားရပါမယ်။ရေခဲတစ်တာကလည်းအပူချိန်က constant ဖြစ်နေရပါမယ်။အမြဲတမ်းအပူချိန်ကတတ်မှတ်သေးဖြစ်နေရပါမယ်။ဘယ်လိုလိမ့်မလဲ။ဒီလိုလိမ့်မယ်။

ဝိကာအုပ်အမှုံလေးရလေဒီထက်ကြကြစိန်ထားလို့ရှင်သူကလေနူးညံ့ပြီးတော့မှပျော့ပြောင်းသွားတာနော်ပျော့သွားတယ်ကျမတို့ကဒီဟာအခုကြိတ်ပြီးပြီးချင်းနေပြီးတော့မှမှွေထားတာဆိုတော့နည်းနည်းလေးဖုထစ်ဖုထစ်ကလေးဖြစ်နေတယ်ဒီလိုလေးဖုထစ်ဖြစ်နေရယ်နော် သူ့ရဲ့အနံ့ကလေးကချင်ဆုဆုအနံ့လေးဖြစ်တယ်ချင်ဆုဆုအနံ့လေးရတယ်ဘာဖြစ်လို့လဲဆိုတော့ဒိန်ကျင်ပါလို့ပါအရန်ကောင်းတဲ့သဘာဝပစ္စည်းလေးပါအဲ့ဒါလေးတွေအမြဲတမ်းလိမ့်စီခြင်းပါတယ်ကစီစီလေးလည်းနေတယ်။ပြားရည်ပါတဲ့အတွက်ကစီစီနေတယ်။ဒိန်ကျင်ပါတဲ့အတွက်ကြောင့်မို့လို့ချင်ဆူးဆူးအနံ့လေးရတယ်။ဒါပေမဲ့ကျမတို့ကအဟာရတွေအရန်ပြေဝနေတဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုဒီအနံ့လေးကိုတော့တိခန့်ပြီးတော့လိမ့်ပေးကြနော်။ ဒီဟာလေးကိုဒီလောက်လေးဖြော်လိုက်တာနဲ့လေအများကြီးသုံးလို့ရတယ်။ဒီလောက်လေးဖြော်လိုက်တာနဲ့လေးငါးရက်လောက်သုံးလို့ရတယ်လား။အဲ့တော့ဒီလောက်လေးပဲဖြော်ပြီးတော့မှရေခဲတက်တာထဲမှာတင်းထားမှရမယ်နော်။ဒီကဲတရမှာတင်ထားမယ်လင်းငရဲ့လောက်သုံးလိုက်သုံးပြီးတော့မှပြန်ပြီးတော့မှအစ်စ်ပြန်လှုပ်လိုက်အဲ့လိုလုပ်မယ်နော်အဲ့တော့ဒီမှာအချင်ထည့်တဲ့ခွက်ကလေးဒီအချင်ထည့်တဲ့ခွက်ကလေးကအစားတောက် delivery ပို့တဲ့ဟိုဟာတွေဟိုဘာတော့စားတောက်ရောင်းတဲ့လူတွေစီမှာရှိတယ်သူတို့စီမှာတောင်းဝယ်လိုက်ပေါ့နော် ဟိုသုံးပြီးသားတော့အချင်းထည့်ပြီးသားသုံးပြီးသားတော့မသုံးနဲ့เนาะအစ်စ်ကလေးကိုပဲသုံးမှာဒါမျိုးအချင်းထည့်တဲ့ဘူးလေးပေါ့เนาะအဲ့တော့ جماعه ဒီသေးကိုထည့်ထားပါမယ်စီပါတယ်စီလဲပါတယ် အဲပြားရည်လေးပါတဲ့အတွက်နည်းနည်းစီးစီးလေးဖြစ်နေတယ်ကစီကစီလေးတော့ဖြစ်နေเนาะအဲ့ဒါလေးကိုတော့ဒီခံပြီးတော့မှလိမ့်ပေးကြပါအသားရည်အတွက်အရန်ကောင်းပါတယ်တကိုယ်လုံးအတွက်လိမ့်ကျင်တော့များများလေးတော့တကိုယ်လုံးအတွက်လိမ့်ကျင်လို့ရှင်တော့များများလို့ပေါ့เนาะဘယ်နေရာကိုပဲလိမ့်လိမ့်အဆင်ပြေပါတယ် အသားရည်ရှိတဲ့နေရာဘယ်နေရာကိုပဲလိမ့်နေကောင်းပါတယ်။အာသပင်တန်ညင်တဲ့လူတွေဆိုလို့ရှိရင်ဒီဟာလေးကိုဟိုသပင်ပေါက်တဲ့ဥယျာဉ်ပြားကိုလိမ့်လိမ့်ပေးပြီးတော့မှနှစ်နာရီသုံးနာရီလောက်ထားပြီးတော့မှခေါင်းလျှော်လို့ရှိရင်အဲ့ပိုတောင်ကောင်းနေတယ်အရန်ကောင်းပါတယ်။ကန့်နေတဲ့ဟာလေးတွေကကျွန်မအတွက်ကတန်ဖိုးရှိရယ်နော်။အော်တခုအရေးကြီးတာက ဒီသူ့ကိုမှွေတဲ့ခွက်ကအတန်ရှင်းရပါမယ်နော်ဟိုစပြနေရင်ဆေးတာမဟုတ်ဖဲနဲ့အယ်ကိုဟောလေးဖြန်းပြီးတော့ပါသူ့ကိုဆေးပေးရပါတယ် कसी कसी फिर पा रहे ना सीली ले पा रहे ब्याह ले पा रहे तो जाम लो तो लेगा कसी कसी फिर पा रहे